မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်အခုမင်္ဂလာပါရှင်မင်္ဂလာပါညီမလေအားဒီဇိုင်းအကြောင်းနေဆွေးနွေးပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအတွက်အလွန်အရေးကြီးတဲ့နောက်ထပ်အန္တရာယ်တစ်ခုဖြစ်တဲ့ငလင်ဘေးဒဏ်အကြောင်းကိုအပိုင်း၃.၄ငလင်ဘေးဒဏ်ခန်းဒီဇိုင်းဆန်နှုန်းများအကြောင်းဆွေးနွေးခြင်းပါတယ်။ဒီအခန်းရဲ့အဓိကရည်ရွယ်ချက်ကဘာပါလဲရှင်။ဒီအခန်းရဲ့အဓိကရည်ရွယ်ချက်ကတော့ငလင်လုခတ်တဲ့အခါမှာအဆောက်အအုံတွေမပြိုကျအောင်အထဲကလူတွေဘေးကင်းလုံခြုံစွာထွက်လိုက်အောင်ဒီဇိုင်းရဲ့တိဆောက်ခြင်းအတွေ့ဆန်နှုန်းတွေလိုအပ်ချက်တွေကိုဖော်ပြဖို့ပါပဲ။ ငလင်းတန်းခန်းအောင်ဒီဇိုင်းထုတ်တာဆိုတာအဆောက်အအုံကိုလုံးဝမလုံမပြည့်စည်အောင်တောင့်တင်းနေအောင်စောက်တာကိုဆိုလိုတာလားကိုဒါကလူအများစုထင်လက်ရှိတဲ့အချက်တခုပါခစ်မီငလင်းတန်းခန်းဒီဇိုင်းရဲ့အခြေခံသဘောတရားကအဲ့ဒီလိုမဟုတ်ပါဘူးအဆောက်အအုံကိုလုံးဝမလုံမပြည့်စည်အောင်တောင့်တင်းနေအောင်စောက်တာထက်ငလင်းလုတ်တဲ့အခါမှာကျိုးမသွားပဲကွင်းညွတ်နိုင်စွာတက်ထရီရဲ့ကီရှိအောင်ဒီဇိုင်းထုတ်တာပါ post elastic energy dissipation ပေါ်မှာအခြေခံထားတာပါညီမ အဲ့ဒီအချက်ကိုနည်းနည်းပိုရှင်းပြပေးလို့ရမလားရှင်ရပါတယ်ခင်မီငလင်ကန်ခန့်ဒီဇိုင်းကအဆောက်အအုံကိုငလင်လုတ်တဲ့အခါမှာကြိုတင်တတ်မှတ်ထားတဲ့နေရာတွေကနေထိမ့်ချုပ်ထားတဲ့ပစ္စည်းမှုနဲ့ကွေးညွတ်မှုတွေထုပေါ်စီပြီးငလင်ရဲ့ swan အိမ်ကိုဆုပ်ယူလိုက်တာပါဒါကြောင့်အဆောက်အအုံတစ်ခုလုံးရုတ်တရက်ပြိုချမတော်အောင်ကာကွယ်ပေးနိုင်ပါတယ်ဒါဆိုရင် ductility ကဒီဇိုင်းမှာဘလောက်အရေးပါပါတယ်ရှင် အလွန်အရေးပါပါတယ်။ဒါကြောင့် cook ကအဆောက်အအုံတစ်ခုရဲ့တွေ့ချက်မှုအရလေးအားကငလင်အားထက်ပိုပြင်းထန်နေသည်တောင်းအောင်ငလင်အတွက်လိုအပ်တဲ့အသေးစိတ်ဒီဇိုင်းပုံစံတွေစီမင်းစီကနေဟိုတော့မဖြစ်မနေလိုက်နာရမယ်လို့ပြတ်ထန်ထားပါတယ်။ဒီငလင်စီမင်းတွေကအဆောက်အအုံရဲ့ဘဲအပိုင်းတွေနဲ့သက်ဆိုင်ပါတယ်လေ။အားလုံးနဲ့သက်ဆိုင်ပါတယ်။အဆောက်အအုံရဲ့အဓိကခံနိုင်ပုံစနစ် structural system တွေအပြင်အခန်းဖွဲ့နံမြန်တွေမျက်နှာချက်တွေ ဆက်ပစ္စည်းကြီးတွေလိုတိဆောက်ပုံဆိုင်ရာမဟုတ်သည့်အစိတ်အပိုင်းများ NAM structural components နဲ့သူတို့ကိုချိတ်ဆက်ထားတဲ့အရာအားလုံးကအစားငလင်တန်းကိုခံယူနိုင်အောင်ဒီဇိုင်းထုတ်ရမယ်။အဆောက်အုံအားလုံးကဒီလောက်အသေးစိတ်ကြတဲ့စီးမျဉ်းတွေကိုလိုက်နာဖို့လိုအပ်ပါသလား။ကင်းလို့ခွန့်ပေးထားတာမျိုးတော့ရှိပါသလားကို။ဟုတ်ကဲ့။ NDN နဲ့ပါတဲ့အဆောက်အုံတချို့အတွားကင်းလို့ခွန့်နေပေးထားပါတယ်။တမိသားစုနေနဲ့နမိသားစုနေအိမ်တွေကငလင်း NDN နဲ့ပါတဲ့ဆုံး seismic design category ABC မှာရှိမှကဲလွတ်ခွင့်ရပါတယ်။တမချက်တွေနဲ့ကိုက်ညီတဲ့တမယိုးရာတစ်သားအိမ်တွေလူအယောက်အပေါက်နဲတဲ့စိုက်ပျိုးရေးဆိုင်ရာတိုလောင်ယုံတွေပြီးတော့တဒါရီ layer set တအားလိုင်းတိုင်တွေ nuclear ဓာတ်ပေါင်းဖိုတွေလိုသူတို့အတော်တီးတန့်စီးမြင့်တွေရှိတဲ့အထူးအခြေခံအဆောက်အုံတွေကတော့ဒီအပိုင်းနဲ့မသက်ဆိုင်ပါဘူး။ engineer တယောက်က ကောက်ကမပါတဲ့ဆောက်လုပ်ဆေးပစ္စည်းအသစ်တွေနီလန်အသစ်တွေကိုသုံးဆွဲခြင်းတွေဆိုရင်သုံးဆွဲခွင့်ရှိပါသလားကိုဟုတ်ကဲ့သုံးလို့ရပါတယ်ဒါပေမဲ့အလွန်တင်းကျပ်တဲ့စီကန်းချက်တွေနဲ့ပါကောက်ကပြတ်ထန်ထွားတဲ့တွေနဲ့မတူတဲ့အစားထိုးပစ္စည်းတွေနီလန်တွေကိုသုံးဆွဲတော့မယ်ဆိုရင်သက်ဆိုင်ရာအနာပိုင်အဖွဲ့အစည်းရဲ့တရားဝင် ခွင့်ပြုချက်ကိုအရင်ဆုံးရယူရပါမယ်ခွင့်ပြုချက်ရဖို့အတွက်အဲ့ဒီနီလန်အသစ်ကကုန်းမှာပါတဲ့နီလန်တွေနဲ့အနည်းဆုံးတန်းတူညီမျှတဲ့ ခိုင်မာမှုကြာရွှေ့ခံမှုနဲ့ငလင်တန်ခံယူနိုင်မှုရှိကြောင်းကို ခိုင်လုံတဲ့အထောက်အထံဥပမာစမ်းတက်မှုရလတ်တွေနဲ့တက်တည်ပြနိုင်ရပါမယ်။ဒီစည်းကမ်းတွေကိုနားလည်ဖို့အတွက်အသေးပေဖွင့်ဆိုချက်တွေကအရေးကြီးမဲ့အထင်ပါတယ်။မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးဖြစ်မဲ့ Active Fault တက်ဝင်လှူရှားနေတဲ့ငလင်ပြည့်ရွက်ကြောဆိုတာကို အရင်ဆုံးရှင်းပြပေးပါလားကို Active Fault ဆိုတာကသက်ဆိုင်ရာဘူးကြီးဗေဒအဖွဲ့အစည်းကနေ ဒါကလှရှားနိုင်ခြေရှိတဲ့ငလင်ပြည့်ရကျော်ဖြစ်တယ်လို့တရားဝင်တတ်မှတ်ထားတာကိုဆိုလိုတာပါများသောအားဖြင့်တော့ဌာနဆိုင်ရာကနောက်ဆုံးထုတ်ပြန်ထားတဲ့မိကုံတွေကိုအခြေခံပါတယ်အစော့အုံတစ်ခုက active fault နဲ့ဘလောက်နီးလဲဆိုတာကသူ့ရဲ့ငလင်အန်ဒီရဲ့အဆင့်ကိုဆုံးဖြတ်တဲ့နေရာမှာအဓိကကြားတဲ့အချက်တစ်ချက်ပါရှိပြီးသားအစော့အုံတွေကိုပြန်လည်ပြုတ်တင်တဲ့အခါမှာ addition တိုးချဲ့တိဆောက်ခြင်းနဲ့ alteration ပြုတ်ပြင်မွန်းမှန်းခြင်းဆိုပြီး နှမျိုးတွေ့ရပါတယ်။ဘာတွေကွာခြားသလဲရှင်။ addition ဆိုတာကအဆောက်အုံရဲ့ area ဒါမှမဟုတ်အမြင့်ကိုတိုးချဲ့ပြီးပိုကြီးအောင်လုပ်တာပါ။ alteration ဆိုတာကတော့အဆောက်အုံရဲ့အရွယ်အစားကို မပြောင်းလဲပဲအသွင်းပိုင်းဖွဲ့စည်းမှုတွေကိုပြုပြင်တာ အသက်ပြန်လုပ်တာမျိုးကိုဆိုလိုတာပါ။ appendage ဆက်ဆက်တက်မင်းလေးအရာနဲ့ attachments တွဲဆက်ပစ္စည်းများဆိုတာကတော့ဘာကိုဆိုလိုတာပါလဲကို နှစ်ခုလုံးကအဓိကအဆောက်အဦးနဲ့ချိတ်ဆက်ထားတဲ့အရာတွေပါ appendage ဆိုတာကမိုးကာမုတ်ဦးအမိုးအလှဆင်လက်သာဆောင်လိုမျိုးအဆောက်အဦးကနေအပြင်ကိုထိုးထွက်နေတဲ့ဘီးတုကာဆိုင်ရာ အစိတ်အကွိုင်းတွေပါ သူတို့ကငလျင်လုတဲ့အခါပြုတ်ကျမသွားအောင်ဒီဇိုင်းထုတ်ရပါတယ် attachment ဆိုတာကတော့အဲ့ဒီအစိတ်အပိုင်းတွေကိုအဓိကအဆောက်အဦးနဲ့ချိတ်ဆက်ပေးထားတဲ့ဖြစ်စည်းတွေကိုဆိုလိုတာပါ ဥပမာ anchor bolt တွေ ဂဟိဆက်ကြောင်းတွေဝက်ဦးတွေပေါ့ဒီပစ္စည်းလေးတွေရဲ့ခိုင်ခံလို့ကငလျင်တန်ခန္ဓာရဲမှာအလွန်အရေးကြီးပါတယ်ဆောက်လုပ်ဆဲကုထဲမှာမကြာခဏတွေးရလေးရှိတဲ့ဝေါ်ဟာရာ approval အတိပြုချက်ဆိုတဲ့အဝေါ်ဟာရာအကြောင်းကိုနည်းနည်းရှင်းပြပေးပါလားရှင်ကုန်းရအသေးပေဖွင့်ဆိုချက်အရာဒါကသက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကစာနဲ့ရေးပြီးတရားဝင်လက်ခံသဘောတူကြောင်းပေါ်ပြတဲ့စာရွက်စာတမ်းအထောက်အထံတစ်ခုဖြစ်တယ်လို့ဆိုလိုပါတယ် ဘယ်လိုအရာတွေကိုအတီးပြုတာပါလဲစောက်လုတ်ဈေးပစ္စည်းစနစ်အစိတ်အပိုင်းလုတ်သုံးလုတ်နီးတို့မဟုတ်လူပုဂ္ဂိုလ်တဦးရဲ့အရေးအချင်းပြီးဆုံးချောင်းကိုတောင်းအတီးပြုတာဖြစ်ပါတယ်အဓိကကတော့အတီးပြုတောင်းခံတဲ့အရာကရည်ရွယ်ထားတဲ့အသုံးပြုမှုအတက်ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ကုညီချောင်းကိုတတ်တဲ့အထောက်အထားနဲ့တကွပြသနိုင်လို့အာနာပိုင်အဖွဲ့ကတရဝင်း green light ပေးလိုက်တာဖြစ်ပါတယ် ငလင်လုတ်တဲ့အခါမြေကြီးကလုတ်ခါပြီးအဆောက်အုံကိုတွန်းကန်းတယ်လို့သိရပါတယ်။အင်ဂျင်နီယာတွေကဒီအားကိုအဆောက်အုံဟဲ့ဘယ်နေရာမှာတက်ရောက်တယ်လို့ယူဆပြီးတွက်ချက်ပါတယ်လေရှင်။ဟုတ်ကဲ့ဒါကအရေးကြီးတဲ့အချက်ပါ။တွက်ချက်မှုတွေမှာငလင်အားကအဆောက်အုံကိုစတင်တက်ရောက်တယ်လို့ယူဆတဲ့အဆင့်ကို base လို့ခေါ်ပါတယ်။ဒါကငလင်လုတ်ခတ်မှုကိုအဆောက်အုံတွေကိုစတင်လွဲပြောင်းဖိတဲ့နေရာလို့သဘောထားနိုင်ပါတယ်။ base ကိုတည်ပြီးဆိုတော့ base ရှိရာအခြေရှိလွှာအားဆိုတာကတော့ဘာကိုဆိုလိုတာပါလဲ base ရှိရာဆိုတာကအဲ့ဒီ base မှာအဆောက်အုံတစ်ခုလုံးကခံယူရမယ့်စုစုပေါင်းအလျားလိုင်းငလင်အားကိုဆိုလိုတာပါဒါကငလင်ဒီဇိုင်းတစ်ခုလုံးမှာအရေးကြီးဆုံးဂဏန်းတစ်ခုဖြစ်ပြီးအဆောက်အုံတစ်ခုလုံးကဘလောက်ပြင်းထန်တဲ့ဘေးဒိုက်အားကိုခံနိုင်မလဲဆိုတာကိုဖော်ပြတာပါရှင်းရှင်းလင်းလင်းပြောရတော့မယ် basement မြေအောက်ထပ်ဆိုတာကတော့မြေပေါ်မှာရှိတဲ့အနိုင်ဆုံးအထက်ရဲ့အောက်မှာ ရှိတဲ့ဘဲအထက်ကိုမှခေါ်တာပါအဲ့ဒီဘေးရှီယာဆိုတဲ့ကြီးမားတဲ့အာကြီးအဆုပ်အုံနဲ့ဝင်လာတဲ့အခါအထူးသဖြင့်ဂျန်ဖင်တွေနယံတွေထဲမှာအဲ့ဒီအာကိုဘလို့ထိန်ချုပ်ပြီးနေရာအနှက်ဖြန့်ကြီးပေးပါတလေအဲ့ဒီတာဝန်ကို boundary elements တွေကယူပါတယ်ဒါကနယံကြီးတစ်ခုနဲ့ဒါမှမဟုတ်ဂျန်ဖင်တစ်ခုရဲ့ဘေးပတ်ပတ်လာမှာတတ်ဆင်ထားတဲ့ခိုင်မာတဲ့ဘောင်းလိုပါတယ် boundary members အနာတအစိတ်အပိုင်းများဆိုတာကတော့ အဲ့ဒီဘောင်းထဲမှာတန်ချောင်းတွေအထူးအဖြစ်ပြီးတီးထန့်ပြုလုပ်ထားတဲ့ကွန်ကရစ်အစိတ်အပိုင်းတွေကိုတိတိကျကျရည်ရွန်းတာပါသူတို့ကငလင်အားတွေကိုစူးစီးပြီးဘေးကင်းစွာဖြန့်ကြီးပေးတဲ့အဓိကအစိတ်အပိုင်းတွေထက်တယ်ဒါဆိုရင်ငလင်ဒီဇိုင်းဆိုတာကျိုးမသွားဘဲကွင်းညွတ်နိုင်အောင်တည်ဆောက်တဲ့သဘောတရားကို အခြေခံပြီးအဆောက်အအုံရဲ့အစိတ်အပိုင်းအလုံးနဲ့သက်ဆိုင်ပြီး ငလင်အားတွေကိုစနစ်တကျထိန်းချုပ်ဖြန့်နှီးပေးတဲ့ပြည်စုံတဲ့လမ်းညွန်ချက်တစ်ခုဖြစ်ကြောင်းနားလည်လိုက်ပါရရှင်။အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြက်ကအကိုလတ်ကိုအကိုရောအစည်းအဝေးကိုကြီးစုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကြီးစုအများကြီးတင်ပါရရှင်။ဒီနေ့အစည်းအဝေးလေးကိုဒီမှာပဲရက်နာလိုက်ပါမယ်ရှင်။ နောက်တစ်ခေါက်မှာလဲ MNBC 2025အပိုင်း3ရဲ့အခန်းခွဲ3.4ရဲ့ကြံရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာအနေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲပျော်ရွှင်ဖို့အနေနဲ့ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။